ီဖုန်းကကျွန်တော်ဆန်းခဲ့တဲ့မြား review unit တွေထဲမှာခရီးနှစ်ခုထိဇက်တိုက်ယူသွားဖြစ်တဲ့ဖုန်းပေါ့နော်အာပထမခရီးကတော့ထုံးစံတိုင်းပဲကျွန်တော်ခရီးသွားတဲ့အခါမှာအဲခရီးသွားတဲ့ဂျုံနဲ့ဒီဖုန်းလေးကိုရောက်လာတဲ့အချိန်မှာဒီဖုန်းလေးရဲ့ကင်မရာဘာညာဆန်းဖို့အတွက်ယူသွားဖြစ်တယ်ဒုတိယခရီးကျတော့အဲ့လိုဆန်းဖို့မဟုတ်တော့ဘူးဒီဖုန်းရဲ့ကင်မရာကိုသဘောကျလို့ကျွန်တော်သွားတဲ့ခရီးတောက်ရှောက်မှာကင်မရာရိုက်တဲ့နေရာမှာဒီဖုန်းကိုသုံးဖို့အတွက်ယူသွားဖြစ်တဲ့ဖုန်းဘာဖုန်းလဲဆိုတော့ Vivo ရဲ့ X200 Ultra ဆိုတော့ဒီဗီဒီယိုအတွက် review နဲ့ကိုတော့ဖုံးပါနေပြီးကိုကြီးပေးထားတာပါတကယ်လို့ကိုကဒီ H200 SRS ဈေးနှုန်းနဲ့ပတ်သက်ပြီးတော့သိကျင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ် value စုံစမ်းနေတာပဲဖြစ်ဖြစ်ဖုံးမရဲ့ page မှာတွားရောက်မေးမြန်းစုံစမ်းလို့ရပါတယ်ကျွန်တော် caption မှာလည်းတက်တွဲပေးထားပါတယ် link ကိုလည်းကျွန်တော်ဒီမှာ share နဲ့ထိုးပေးထားပါတယ်ဆိုတော့ဒီဖုန်းကိုကျွန်တော်စမ်းနေရင်လည်းဘာကိုတွားသတိထားမိလဲဆိုတော့ဖုန်းတစ်လုံးမှာအရန်ကောင်းနေတဲ့အချက်တစ်ချက်ရှိတယ်ဆိုရင်သူ့မှာအားနဲ့ချက်လေးတိတိလေးရှိရင်အဲ့အားနဲ့ချက်လေးကိုပါကျွန်တော်မေးပြေသွားစေနိုင်တယ်ပေါ့နော်ဆိုတော့ဒီ Vivo H200 Ultra ဘယ်နေရာမှာအရန်ကောင်းနေလဲဆိုတော့ခုနကျွန်တော်ပြောခဲ့ကင်မရာဘက်ပေါ့နော် တခြားဘယ် flagship ဖုန်းပဲဝယ်ဝယ်ဒီ display quality ဒီ performance တွေဒီ feature တွေရနိုင်တယ်ဆိုပေမဲ့ camera ဘိုင်းနဲ့ပတ်သက်ပြီးတော့အကောင်းဆုံး flagship ဖုန်းတစ်လုံးဝယ်ချင်တယ်ဆိုရင်တော့ကျွန်တော်ဒီ Vivo ရဲ့ X200 Ultra ကိုပဲညွှန်ပေးမိမှာဒီနေရာမှာဖုန်းတစ်လုံးက camera ဘိုင်းကောင်းတာဘယ်အချက်တွေနဲ့ကျွန်တော်တိုင်းတာလဲဆိုတော့အရင်ပြောပြမယ်နံပါတ်1ချက်က feature တွေဆောင်ရမယ် fitter တွေဆောင်ရမယ်နံပါတ်2အချက်ကကျွန်တော်လိုချင်တဲ့ hardware ကင်မရာစင်ဆာတွေပြည့်ပြည့်စုံစုံပါရမယ်။နံပါတ်3အချက်က image processing ကောင်းရမယ်။ဆိုတော့ဒီတိုင်းလာဂျက်3ခုလုံးမှာဒီဖုန်းက perfect ဖြစ်လို့နေပါကောင်းတယ်လို့တော့ပြောရလိမ့်မယ်။ feature တွေ filter တွေဆောင်ရမယ်ဆိုတဲ့နေရာမှာ feature တွေနဲ့ပတ်သက်ပြီးတော့ snapshot တွေနောက်ပြီးတော့ landscape and night mode လိုမျိုး feature တွေကမိုက်တယ်။အဲ့အပြင်မှာတော်တော်လေးကောင်းတဲ့ macro mode လိုမျိုးပါတဲ့အပြင် portrait မှာဆိုရင်လည်းကျွန်တော်တို့ size ရဲ့ဒီ bokeh နောက်ပြီးတော့ black and white နောက်ပြီးတော့တက်ချာ vivid အဲ့ဒါအပြင်မှာကျွန်တော် Fuji film ကိုရိုက်တဲ့ဆိုတဲ့သူတွေသဘောကျတဲ့ classic negative လိုမျိုး filter ပါထည့်ပေးထားတာက vivo အနေနဲ့ဒါဖုန်းနဲ့ပဲပုံရိုက်တက်တဲ့သူတွေကဘယ်အချက်တွေကိုသဘောကျလဲဆိုတော့ तू သိတယ်အဲ့ဒီအချက်တွေကို तू ကောင်းကောင်းဖြည့်ဆည်းပေးနိုင်တယ်လို့ပြောရမယ် က်ဖြစ်တဲ့ဟာဝဲပိုင်းမှာဆိုရင်လည်းသူ့ရဲ့ main sensor ထားလိုက်ကျန်တဲ့ telephoto sensor မှာဆိုရင်85 mm အထိရိုက်လို့ရတယ်အဲ200 megapixel periscope ကိုထည့်ပစ်လိုက်တဲ့အခါကျတော့ telephoto တွေမှာအားအနည်းဆုံးအပိုင်းဖြစ်တဲ့လိုလိုက်လိုအနေထားမှာတော့မှာပဲသူက230 mm လောက်ထိကိုတော်တော် details အများကြီးကျန်အောင်ရိုက်ပေးနိုင်တယ် ောက်မှာ ultra wide ဆိုရင်လည်းကျွန်တော် main sensor နဲ့အတူတူပြ A1D A1A sensor ကိုတုံးပေးထားတယ်အဲ့တော့ကြောင့် sensor size ကပိုကြီးသွားတယ်ဆိုတော့ကျွန်တော် ultra wide နဲ့ရိုက်လိုက်တဲ့အခါတိုင်းမှာဖြစ်လိဖြစ်တာရှိတဲ့အာလိုလိုက်လိုအနေထားမျိုးမှာသူကပိုကောင်းအောင်လုပ်ပေးသွားနိုင်တယ်ဆိုတော့ကင်မရာဘိုင်းနဲ့ပတ်သက်ပြီးတော့ hardware ဘိုင်းမှာဆိုရင်လည်းဒီ A200 ultra ပြည့်စုံတယ်လို့ပြောရမှာ Thank you. ဒါမှအရေးအကြီးဆုံးပိုင်းဖြစ်တဲ့ image processing ဒီ H100 Ultra မှာကျွန်တော်တို့ပုံတပုံရိုက်လိုက်တယ်အဲရိုက်လိုက်တဲ့ပုံကိုချက်ချင်းမြင်ရတဲ့အချိန်မှာတော့ဘာလို့လို့လုံနေမှမသိဘူးပေါ့နော်ဒါပေမဲ့သူ image processing လုပ်ပြီးထွက်လာတဲ့ပုံကကြတော့လုံးဝတခြားစီဖြစ်သွားတာဗျာအထူးသဖြင့်ဟိုမျက်နှာပေါ်မှာကြာနေတဲ့ shadow တွေတခြားချပီးတာတွေနောက်ပြီးတော့ lighting ကို against တိုင်းမိလိုက်လို့ဆက်ပြတ်မှာမျက်နှာကြီးက ban နေရမျိုးတွေနောက်ပြီးတော့ဟိုနောက်ကကျွန်တော် dot of feel တွေအကုန်လုံးကိုသူပြန်ပြင်ပေးလိုက်တာ processing ချပီးလိုက်တာတည်တည်တတ်တတ်ဖြစ်လုံးနေဗျာ

ဒါဆိုဒီကင်မရာမှာရောကျွန်တော်သဘောမကျတဲ့အချက်ရှိလားဆိုတော့ရှိတယ်အဲ့ဒါ personal preference နဲ့နည်းနည်းဆိုင်လိမ့်မယ်ပေါ့နော်ကျွန်တော်နားသွားပြပြဖုန်းနဲ့ပုံရိုက်တဲ့သူတွေရဲ့ focal length ပေါ့နော် default focal length က25ကနေ28 mm ကြာမှာရှိတယ်သူရဲ့ main sensor ရဲ့ focal length က35 mm ကြာဆိုတော့ကျွန်တော်တစ်ခါလေကြရင်အမြန်ရိုက်မယ်လို့တဲ့အခါမျိုးမှာနည်းနည်းလေးကင်မရာဖွင့်လိုက်တာနဲ့35 mm ဖြစ်တဲ့အတွက်နည်းနည်းကျက်တယ်ပေါ့နော်အဲ့ဒါကို vivo ကပြန်တော့ဖြည့်ရှင်းပေးတာရယ်ဘယ်လိုဖြည့်ရှင်းပေးတာလဲဆိုတော့ ultra wide နဲ့ရိုက်ပြီးတော့သူ 2x နဲ့ crop ရိုက်လို့ရအောင်လုပ်ပေးလိုက်တာဆိုတော့ ultra wide လို့ဝင်လိုက်ရင်ကျွန်တော်14 mm နောက်တစ်ချက်နှိပ်လိုက်မှဆိုရင်20 mm ဖြစ်သွားမယ်ဆိုတော့20 mm နဲ့ရိုက်လို့တော့ရတယ် crop ဖြစ်သွားမယ်ပေါ့နော်ပြဿနာကဘာလဲဆိုတော့ ဲ့လို 28mm နဲ့ရိုက်မယ်ဆိုရင်ကျွန်တော်ခုနပြောလိုမျိုး ultra wide တက်ခါဝင်ပြီးတော့ ultra wide မှာမှကျွန်တော် focal lens ကိုတစ်ခါထပ်ပြောင်းပါတော့ဆိုတော့အဲ့ဒီအရာလေးကတော့ကျွန်တော်အတွက်နည်းနည်းဂတိကအောင်ဖြစ်သွားစေအချက်လို့ပြောလို့ရတယ်ဒါကတော့ personal preference နဲ့နည်းနည်းဆိုင်ပါပေါ့နော်ဆိုတော့ video quality ကိုဘယ်လိုနေလဲဆိုရင်တော့ဒီဖုန်းကိုကျွန်တော်တောက်လျှောက်ဆန်ပြတဲ့ color မှာ video ဘိုင်းနဲ့ပတ်သက်ပြီးတော့ portrait video ပဲရိုက်ဖြစ်တာများတယ်သူရဲ့ဒီ video အောင်တိတ်မတုံးပြူပေါ့နော်။ဘာကြောင့်ကျွန်တော် portrait video တုံးလဲဆိုတော့ဒီ portrait video တွေက filter တွေကိုသဘောကျလို့ပေါ့နော်။အဲဒီထဲမှာမှ Hong Kong night လိုမျိုး filter ဆိုရင် တော်တော်လေးကို night တဲ့ filter တွေမှာပါတယ်။နောက်ပြီး portrait ီဒီယိုနဲ့ရိုက်တဲ့နေရာမှာလဲ 4K 30 frame per second ပြဒါကျွန်တော် social media လောက်တင်မယ်ဆိုရင်လုံလောက်နေပါပြီဗျအဲဒါမှမဟုတ်အားမရဘူးရိုးရိုးဒီတက်ပို့ပြီးတော့ video capability ပိုကောင်းတာနဲ့ရိုက်ချင်တယ်ဆိုရင်လည်းသူ့ရဲ့ video ထဲမှာ 8K ကို30 frame per second ထိရိုက်လို့ရအောင်လုပ်ပေးထားသေးတယ်ဆိုတော့ video recording capability ဘက်မှာဆိုရင်လည်းလုံလောက်တဲ့အနေထားတစ်ခုတည်းပို့ပါတယ် ဆိုတော့ overall အခုချိန်မှာကိုကပတ်စံဘယ်လောက်ပဲဖြစ်ဖြစ်ကင်မရာအကောင်းဆုံးဖုန်းတစ်လုံးရှာနေရဆိုရင်တော့အငင်းပွားစရာမရှိဘူးကျွန်တော်ဒီ Vivo X100 Ultra ကိုပဲဝယ်လိုက်လို့တိုက်တော့မိမှာအမှန်ပဲအဲ့တော့တခြားအပိုင်းတွေမှာဒီဖုန်းကဘယ်နေရာမှာကောင်းသေးလဲဘယ်နေရာမှာလိုရတယ်ရှိသေးလဲဆိုတော့ ပထမဆုံးတစ်ချက်ကောင်းတယ်မကောင်းလိုရမလို့ဆိုတာတဲ့ကျွန်တော်မသုံးပြတဲ့ features တစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့သူ့ရဲ့ debug bay ကကင်မရာ shutter button ပေါ့နော်ဘာကြောင့်မသုံးဖြစ်တာလဲဆိုတော့သူကစိတ်ကြိုက် assign ပေးလို့ရအောင်လို့လုပ်ပေးထားတယ်ဒါပေမဲ့၃ရက်လောက်ကတော့အရင်စမှုမဖြစ်နေဘူးပေါ့နော်စမှုမဖြစ်နေတာအသားမကျလို့လားဆိုရင်တော့လည်းမဟုတ်တော့ဘူးထင်တယ်ပြဘာလို့လဲဆိုတော့ဒီဖုန်းနဲ့ကျွန်တော်ပုံပေါင်း၃000 300လောက်ထိရိုက်ပြီးသွားပြီအဲ့ဒီထဲမှာမှကျွန်တော်အလွန်ဆုံးရှိလာ7ပုံမကျော်ဘူးဗျာဒီကင်မရာ shutter button ကိုသုံးပြီးရိုက်ပြတဲ့ပုံကအဲတခုရှိတာကကိုက iPhone 16ရဲ့ဒီဘေးဘက်ကကင်မရာ shutter button ကိုသုံးပြနေတာပိုသဘောကျနေတာအကြောင်းလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့နော်ဆိုတော့ဒါကကျွန်တော်အတွက်ပြောပါပေါ့နော်ဒီကျွန်တော်အတွက်ဆိုတော့ဒီကင်မရာ shutter button လေးက တိတ်မသုံးပြတဲ့ feature တွေထဲမှာပါတယ်။ကျွန်တော်တိတ်အားမရတဲ့အပိုင်းဆိုရင်တော့ထုံးစံတိုင်းပဲကျွန်တော် software ဘက်မှာမြန်မာ font သေးနေတဲ့တက်တနာလေးရှိမယ်။နောက်ပြီး audio ဘက်မှာလည်း flagship phone တစ်လုံးဆိုပေမဲ့နည်းနည်း low frequency များပြီးတော့အတန်အူရာလေးရှိမယ်။ဒါတွေကတော့အရေးတော့မကြီးဘူးပေါ့နော်။မြန်မာ font ကတော့ကိုကတင်ကြီးခံနိုင်နေဆိုရင်တော့တပေါ်ပေါ့နော်။ပြီးတော့ notification ဘက်မှာဆိုရင်လည်းကျွန်တော် typical china phone beta ဆိုတာနဲ့ပဲအဲတခါတလေနောက်ကျမျိုးရှိရှိတယ်။ဆိုတော့ကျွန်တော်လက်ထက်မှာ kaimi တုံးနေမယ်ဆိုရင်တော့ notification တွေဝင်လာရတာ။ဒါပေမဲ့ဒီဘေးမှာ charger လိုက်တဲ့အခါမျိုးမှာဆိုရင် notification မဝင်လာမျိုးတွေတော့ရှိတယ်။ကျွန်တော် display ဘက်မှာဆိုရင်လည်း flagship beta ဆိုတာနဲ့ပဲတော်တော်လေး ောင်းတာတည်တာတယ်6.82 inches 120 hz ADPO AMOLED ကိုမှ4500 nits brightness ပြကာလာဘက်မှာလည်းအဆင်ပြေတယ်။ဒါမှမဟုတ်သူက quad cap display ကိုထည့်ပြလိုက်တဲ့အခါကျတော့ဒီဘေးဘက်ကကြာကြာပါညာတုံးရတာ smooth ဖြစ်တယ်ဆိုတော့သူ့ရဲ့ display က complete ရစရာမရှိဘူး။အဲ့လိုမျိုးပဲ performance ဘက်မှာဆိုရင်လည်းသူ့မှာ quick snap dragon ae လေး chip ပြ။ဒါကျွန်တော်ဒီ dot 63ဖြစ်တဲ့ကာလာအတွင်းမှာတာမန်ထက်ပိုပြီးတော့လွန်ခဲ့ပြီးပူလာတာမျိုးတွေပါတယ်တော့မကြုံရဘူး။ဒါပေမဲ့ vivo ရဲ့ origin os ပေါ့နော်။အဲ့အားလေးကတော့ကျွန်တော်တိတ်မကြိုက်တဲ့အထက်မှာပါတယ်။နောက်ပြီးတော့ AI visa တွေအတွက်ကလည်းကျွန်တော်ပုံမှန်အလုပ်အတွက်သုံးတာမျိုးတွေမှာအသုံးမတည့်တာတွေကတော့နည်းနည်းများတယ်တခုရှိတာကင်မရာကောင်းတဲ့ဖုန်းမှာကင်မရာပြင်ဖို့အတွက်ပေါ့နော် AI feature တွေတော်တော်လေးစုံလာတာမိုက်တဲ့အပြင်မှာသူ့ရဲ့ AI erase ကလည်းဟိုအလုပ်တော်တော်ဖြစ်တယ်ကြာကျွန်တော်ခီးသွားရခါမှာလူအရန်ရှုပ်တဲ့နေရာမှာရိုက်လိုက်လို့ရှိရင်လည်းနောက်ကသူတွေကိုဖျက်ရပြူရအရန်တွေ့တယ်ဗျာ ဒီ battery bank မှာဆိုရင်ဒီ H200 Ultra share အားခံပါတယ်အထူးသဖြင့်ကျွန်တော်ပုံပေါင်းတစ်နေ့အတွင်းမှာပုံ800လောက်ရိုက်ဖြစ်တဲ့နေတောင်ရှိတယ်အဲ့လိုနေမျိုးမှာဆိုရင်တော့ကျွန်တော်ည9နာရီ10နာရီဝင်ကြအောင်မှသူ20%လောက်ရောက်သွားရပါတော့ဆိုတော့ဒီကအရင်ကြီးတော့ weak ဖြစ်တဲ့အထက်မှာလည်းမပေါဘူးအားခံတဲ့အထက်မှာပါရလို့သတ်မှတ်လို့ရတယ်ဆိုတော့ဒီ Vivo H200 Ultra တချို့နေရာလေးတွေမှာ China region ဖြစ်နေတဲ့အတွက် ဟိုလိုအပ်တာလေးတွေ OS ပိုင်းမှာလိုအပ်တာလေးရှိနေသေးရဲ့ဆိုပေမဲ့ Kinema ပိုင်းကောင်းအရန်ကောင်းနေဆိုတဲ့အချက်ကဒီဖုန်းမှာလိုအပ်တဲ့အချက်လေးတွေကိုမေ့ပြသွားစေနိုင်တဲ့ဖုန်းလို့ပြောလို့ရတယ်။ဟို global ဒါထွက်လာခဲ့မှဆိုရင်တော့တော်တော်ကြီးကိုမိုက်ပါဗောနော်တကယ်လို့ကိုက Kinema အရန်ကောင်းတဲ့ဖုန်းလုံးဝယ်ဖို့စဉ်းစားနေဆိုရင်တော့လေကျွန်တော်ကဒီဖုန်းကိုပဲတန်ပြီးညွှန်ပေးပြစ်လိုက်မယ်လို့ပဲပြောရင်အဆုံးထိကြည့်ပြတော့ကျေးဇူးအများကြီးတင်ပါတယ်ဗျ။